မြန်မာပိုင်းလူတိုင်းတိုင်းစံနေအဖြစ်ဒဏ္ဍာရီထဲမှာရှိခဲ့တဲ့လူသက်တော်ရီအကြောင်းရှီဟောင်းဂရီဒဏ္ဍာရီထဲမှာလူသားတွေရဲ့စိတ်ကူးစိတ်တမ်းကိုအမြဲတစေဖန်ဆားနိုင်ခဲ့တဲ့ထူးခြားတဲ့တက်တော်မျိုးစိတ်တစ်ခုရှိပါတယ်။အဲ့ဒါတွေကတော့စန်တော်လို့ခေါ်တဲ့ခန္ဓာကိုယ်ကမြင်ခန္ဓာကိုယ်အပေါ်ပိုင်းကလူတစ်ပိုင်းနဲ့တက်တော်အမျိုးအစားတွေပဲဖြစ်ပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းဟာလူသားခန္ဓာကိုယ်ဖြစ်ပြီးတော့အောက်ပိုင်းကတော့ကြံ့ခိုင်တဲ့မြင်းပုံစံဖြစ်နေတာဟာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပေါင်းဆက်ဖန်တီးမှုတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ဒီတတ်တော်တွေဟာဒဏ္ဍာရီမှတကယ်ရှိခဲ့တာတွေလားဒါမှမဟုတ်ပကြီးစရာတွေရဲ့ပုံဖော်မှုလားဆိုတာကိုတော့အခုချိန်ထိအဖြေရရမရှိပါဘူးဒီဒဏ္ဍာရီတတ်တော်တွေဟာဂရိဒဏ္ဍာရီတွေစာပေရီနဲ့အနုပညာလက်ရာတွေမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ခဲ့ကြပြီးလူသားရဲ့တဘာဝကိုပုံဆောင်တဲ့တင်ဂေတာတစ်ခုအဖြစ်ရှေးခေတ်ကလေးကလက်ခံထားကြပါသည်ဒီနေ့ကျွန်တော်တို့ရဲ့ယူသက်အနေနဲ့ဒီမှန်ကနေမြေတစ်ပိုင်းလူတစ်ပိုင်းတလေးဆန်နေဖြစ်ဂရိဒန္တာကြီးမှာထင်ရှားခဲ့တဲ့စန်တော်ရီအကြောင်းကိုတင်ဆက်ပေးပါမယ်။ ဇန်ဒေါ်လို့ခေါ်တဲ့ဒီကောင်းလေးဟာဇင်းမြင့်နဲ့ပတ်သက်ပြီးဒန်နာယီတွေကမျိုးမျိုးပြောဆိုကြပါတယ်။အများအပြားသူတို့ကိုတိန်နေရဲ့ဘရင်အီစီယွန်နဲ့နာဖယ်လီလို့ခေါ်တဲ့တိန်နဲ့သမီးတွေကဆင်းသက်လာတယ်လို့ဆိုကြပါတယ်။ဇန်ဒေါ်တွေဟာအများသောအားဖြင့်ဂရီးရဲ့ဒေါ်တောင်တွေအထူးသဖြင့်သက်ဆလီဒေတာရဲ့တစ်တော်တွေမှာနေထိုင်ကြတယ်လို့ဖော်ပြထားပါတယ်။သူတို့ရဲ့ဇယိုက်လက္ခဏာတွေကတော့အများသောအားဖြင့်အရင်ဆန်ပြီးတော့အကြမ်းဖက်တတ်တဲ့သဘောတရားရှိကြပါတယ်။ သူတို့ဟာအရက်သေးစားတမျိုးဖြစ်တဲ့စပီးရီကိုအလွန်ကျွမ်းသောသုံးတတ်ကြပြီးအဲဒီလိုမူးယစ်နေချိန်လူတွေနဲ့မကြာခဏဆိုသလိုလည်းတိုက်ပွဲတွေဖြစ်ပွားတတ်ကြပြီးအထူးသဖြင့်ဂရီသူရဲကောင်းတွေဖြစ်တဲ့ဟာဂျူလီနဲ့သီးစစ်စတိုးနဲ့ဆန်တိုရီဟာတိုက်ခိုက်ခဲ့တဲ့ဇာလန်တွေဟာဂရီတန်နာကြီးမှာအလွန်နာမည်ကြီးခဲ့ပါတယ်မြန်မာပိုင်းလူတပိုင်းတပ်တော်တွေနဲ့ပတ်သက်ပြီးသူတို့ဟာရန်လူရက်တဲ့ရိုင်းဆိုင်တဲ့တပ်တော်တွေလို့အားလုံးကပြောကြပေမဲ့လည်းတမိုင်းတချို့ကဖော်ပြတာကတော့အဲ့လိုမဟုတ်ပြန်ပါဘူးစံတော်အလုံးဟာရိုင်းဆိုင်ကြမ်းတမ်းကြတာမဟုတ်ဖိနေ ချီရိုလိုခေါ်တဲ့စံတော်တစ်ပါးဟာတခြားသောစံတော်တွေနဲ့လုံးဝမတူဘဲနဲ့ဉာဏ်ပညာရှိပြီးကျင်းဝင်းသိက္ခာကောင်းမွန်တယ်လို့သိရပါပြီ။သူဟာနာမည်ကျော်ဂရိသူရဲကောင်းတွေဖြစ်တဲ့အာခီလိစ်နဲ့ဂျေဆန်တို့လိုမျိုးဈေးပညာ၊ဂီတ၊ဗီရင်ပညာ၊စီးပညာပါဝင်ပညာရဲ့မျိုးစုံကိုတင် जा ပေးခဲ့တဲ့ဆရာပရိုဖက်ဆာတစ်ပါးဖြစ်တယ်လို့လည်းသိရပါပြီ။ဒီလိုမျိုးထူးခြားတဲ့စံတော်ရည်အကြောင်းဒဏ္ဍာရီတွေဟာအင်မတန်မှအစစ်အမှန်ဆန်လာပြီးတော့တရှိထင်ရှားရှိခဲ့သလားဆိုတဲ့မိဘွန်းရဲ့အဖြေကတော့ ယနေ့ထက်တောင်အတိအကျအပြေရှားနိုင်တာမျိုးမရှိသေးပါဘူး။သူတို့ဟာလူသားတွေရဲ့အတွင်းစိတ်ထဲမှာရှိတဲ့နှစ်ဖက်ကွဲပြားတဲ့သဘောတဘာဝလူသားဆန်တဲ့ဉာဏ်ပညာနဲ့လိမ့်ဆန်ရဲ့အလိုဆန္ဒကိုပုံဖော်ထားတယ်လို့လည်းဒသနီကဗီရာအယာယူဆကြပါရီ။နောက်ပြီးတော့သူတို့နဲ့ပတ်သက်တဲ့သမိုင်းစာပေအထောက်အထားတွေဟာလည်းပဲတိကျခိုင်မာတဲ့အထောက်အထားရဲ့လို့မရှိဘဲနဲ့အပြင်လက်တွေ့ဘဝမှာလည်းပဲဘာရုပ်ကျွင်းကိုမှရှာဖွေတွေ့ရှိထားတာမျိုးမရှိပါဘူး။ဒါကြောင့်မလို့သမိုင်းကိုလေ့လာနေတဲ့သူတွေဟာသူတို့ဟာသမိုင်းစာမျက်နှာမှာ လူတွေတမိုင်းကိုလိလာခြင်းအောင်ဖန်နီးပြုတ်လောက်ထားတဲ့စာရေးဆရာကြီးရဲ့လက်ရာတစ်ခုလိုပဲပြောကြပြီးတချို့ဟာလည်းပဲစန်တိုရီဟာယနေ့အချိန်အထိတက်ရှင်နေထိုင်နေကြပြီးကဘာကြီးရဲ့လှုပ်ဝက်တဲ့တန်နီယာမှာတည်ရှိနေရလို့ယုံကြည်ကြပါရီပရိသတ်တွေရောဒီလိုမျိုးမြင်းခန္ဓာကိုယ်နဲ့လူရဲ့အသီးစိတ်ရှိနေတဲ့ဒီသတ္တဝါတွေအပြင်းမာတကယ်ရှိနေမယ်ဆိုတာမျိုးကိုယုံကြည်ကြပါသလားနောက်ထပ်လေအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကို Sharp တင်ဆက်ပေးဖို့ပါမလို့ကျွန်တော်ရဲ့ page channel လေးကိုလည်း like and follow subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့ရော အစုံကြီးကြီးရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။